အားလုံးပဲမင်္ဂလာပါခင်ဗျာဝင်းဖဘွား channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်တို့မင်းညားက Super Sunday ရဲ့ဒီနောက်ကြဆုံးပွဲစဉ်လည်းပဲဖြစ်တဲ့ Manchester City နဲ့ Liverpool ရဲ့ပွဲစဉ်မှာတော့ Manchester City တင်းက Liverpool တင်းကို3ခုဂုံပြီးဆိုတော့ရတဲ့နိုင်ရရှိခဲ့တယ်ဒီပွဲစဉ်မတိုင်မီကျွန်တော်ပွဲချုပ်သုံးသပ်ချက်မှာခရေကကျွန်တော်ပြောပြခဲ့တယ်ဒီ Manchester City နည်းရဲ့ပတ်ကွာလီယိုလာအနေနဲ့သူ့ရဲ့ပွဲတစ်ထောင်ပြင်းမြောက်မှာတော့အိမ်ခွင်းမှာဒီဘဝကိုအနည်းဆုံး3လောက်ကစားနိုင်မယ်လို့ ကျွန်တော်တွက်ခဲ့တယ်အနိုင်ဆိုရင်လည်းကျွန်တော် Manchester City ပဲနိုင်လိမ့်မယ်လို့ကျွန်တော်သုံးသပ်ခဲ့တယ်တကယ်တမ်းလဲပစားတဲ့ကံမှာ Manchester City ကထင်ထားတဲ့တောင်ပိုပြီးတော့လုတ်ပြသွားတယ်လို့ပြောရမှာသူတစ်ဖြစ်ဒီကွင်းလေရောတိုက်စစ်ရောဒီခံစစ်ပိုင်းမှာဆိုလဲဒီနေ့ဒီအကောင်းဆုံးဒီကစားပြသွားခဲ့ခဲ့တယ်လီဗာပူးရဲ့တိုက်စစ်ကိုအကောင်းဆုံးထိန်းချုပ်ကစားခဲ့တယ်ဒီကူတိုက်စစ်ပိုင်းမှာဆိုရင်လဲဒီဂျယ်မီဒိုကူဒီအထူးရှယ်ခြေစမ်းပြပြီးတော့ Manchester City အတွက်ဒီ twin goal ရော ရယူပေးခဲ့တယ်ဒီပွဲမှာဆိုရင်လည်းမန်နော့သမတ်ရခဲ့တယ်ဆိုတော့ဒီနေ့ပွဲမှာမန်ချက်စတာစီးတီးကစားသွားတဲ့ပုံစံကဒီဗန်နလိုစီးပါးကိုသူတို့ကွင်းလေဒီဆန်ရွယ်စုံရဲ့ဒီလိုင်းတနေရာကိုထားပြီးတော့အဓိကအဖြစ်သူတို့ကွင်းလေကိုလူဒီအများကြီးဖျောင်သူတို့လှုပ်လိုက်တယ်ဗျာအများကြီးဖျောင်လှုပ်ပြီးတော့ဒီလီဗာပူးရဲ့ကွင်းလေကိုအကောင်းဆုံးထိန်းချုပ်ကစားဖို့ကြိုးစားခဲ့အဲ့ချိန်မှာလီဗာပူးအနေနဲ့ကလည်းဒီမန်ချက်စတာစီးတီးဒီကွင်းလေမှာလူတွေ ဒီဆန်တွဲဆုံးမှာလူတွေများနေတဲ့ဒီအခြေအနေမျိုးမှာလီဗာပူးအနေနဲ့မရှင်နိုင်ခဲ့ဘူးဒါကြောင့်လီဗာပူးကွင်းတွေကမန်ချက်စတာစီးတီးကွင်းတွေကိုဘလို့မှကိုမရှင်နိုင်ပဲနဲ့သူတို့ဒီမန်ချက်စတာစီးတီးကလည်းဒီဘောလုံးပြန်ရတဲ့ချိန်မှာတောက်လျှောက်ပဲသူတို့လင်းမြန်စွာသူ transition ကိုကောင်းကောင်းကစားတယ်ဒီဘောလုံးရပြီဆိုတော့ ਨੇ ဂျယ်မီဒိုကူစီပေးဖို့တယ်ပြီးရင်ဒီဘက်ဒီညာဘက်ချမ်းမှာရှိတဲ့သူတို့ဒီ favorite စီပေးဖို့တယ်ဆိုတော့ များသောအားဖြင့်တော့ဘောလုံးတော်တော်များများဂျယ်ရမီဒိုကူးစီတော်တော်များများရောက်တယ်ဂျယ်ရမီဒိုကူးကလည်းဒီနေ့ပွဲစဉ်မှာသူပြလာတဲ့ performance ကလည်းတကယ်ကိုကြောက်မဲ့ဖွယ်ရာ performance ပဲသူ့ရဲ့ဒီ tight space တွေကြားမှာသူ့ရဲ့ agility ဘိုင်း block အားကောင်းတယ်ဆိုသူပြတော့သွားခဲ့တယ်သူတစ်ဖြင့်ဒီသူ့ရဲ့ face ရော agility ဘိုင်းရောဒီနေ့ပွဲမှာသူသူဘာမှကိုပြောစရာမလိုတော့အောင်သူကောင်းကောင်းကစားပြသွားခဲ့တယ်ဆိုတော့ဒီနေ့ပွဲမှာဒီ highlight ဖြစ်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဗျာအဲ့ဒါဘာလဲဆိုတော့ဒီဂျယ်ရမီဒိုကူးကဒီ corner bradley ကိုဒီအချိန်ချင်းကြော်ဖြတ်ပြီးတော့ area box တဲကိုဝင်ပြီးတော့ ဒီချင်းချောင်းမှုတွေပြုတ်လုတယ်ဆိုတာကတော့အမှန်နေဗျာဒါပေမဲ့ဟိုကျွန်တော်ရဲ့အမြင်ပြောပြရရင်ဗျာဘောလုံးမွေးတစ်ပွဲမှာဘလောက်ကောင်းတဲ့စင်တာဘက်ကစားသမားပဲဖြစ်ဖြစ်ဘလောက်ကောင်းတဲ့ဖူးဘက်ကစားသမားပဲဖြစ်ဖြစ်သူတို့အတွက်ဒီခက်ခဲတဲ့ပြိုင်ဘက်ဆိုတာအမြဲတမ်းတယောက်တည်းရှိတတ်တယ်ဗျာဥပမာသူတို့ဒီဝင်းကာ၁၀ယောက်အကောင်းဆုံးဝင်းကာ၁၀ယောက်ရှိမယ်ဗျာတောင်ပံကစားသမား၁၀ယောက်အဲ့၁၀ယောက်ထဲမှာသူ၉ယောက်ကိုသူထိန်းချုပ်နိုင်မယ်ဒါပေမဲ့အဲ့ကျန်တဲ့တယောက်ကိုသူ့ရဲ့ ဒီ defense လုတ်တဲ့ action နဲ့တစ်ဖက်သင်းရဲ့ဒီဝင်ကကစားတဲ့ကစားခံတဲ့ဒီအရင်ကြီးစုမဖြစ်တဲ့ခါကျသူ့အနေနဲ့ထိန်းချောက်ရအရန်ခက်တယ်ဗျာအဲ့လိုမျိုးအခြေအနေမျိုးတွေဆိုတာကဘယ်ဖူးဘက်ကစားမှလည်းဖြစ်ဖြစ်ဘယ်စန္ဒဘက်ကစားမှလည်းဖြစ်သူတို့အတွက်အမြဲတမ်းဒီတယောက်မဟုတ်တယောက်ကတော့ရှိတယ်ဗျာဒီနေ့ပွဲမှာဆိုလည်းအဲ့တိုင်းပဲ corner bradley ပုံစံဖြစ်သွားတယ်ဆိုတာကလည်းသူဒီ vinicius တို့ clear အပပေးတို့သူထိန်းချုပ်ခဲ့တယ်သူအရန်ကောင်းခဲ့တယ် ဒါပေမဲ့ဒီနေ့ပွဲမှာသူရဲ့ဒီ defensive ဒီပြုတ်လို့တဲ့အပိုင်းနဲ့ Jeremy Doku ရဲ့ကစားခံနဲ့တွားပြီးတော့ဒီမကိုက်ညီတဲ့အခါမှာသူ့အနေနဲ့ထိန်းချုပ်ရအရန်ခက်ခဲတယ်ဒါကတော့ကျွန်တော်အမြင်ပေါ့နော်ဟို corner Bradley ဆိုတာဒီရမ်းရမ်းနဲ့ကစားသမားမဟုတ်ဘူးဗျာဒါကိုသူ့အနေနဲ့ကျွန်တော်တို့လည်းတည်တယ်ဗျာ Bradley ဒီ defensive ဘယ်လောက်အားကောင်းနေဆိုတာကျွန်တော်တို့လည်းမျက်မြင်ကိုတွေ့ပဲဒီနေ့ပွဲမှာဆိုလည်းအဲ့လိုမျိုးဖြစ်ခဲ့လို့ကျွန်တော်ကတော့မြင်တယ် Jeremy Doku ကောင်းခဲ့တယ်ဆိုတော့ကျွန်တော်လက်သင့်ခံတယ်ဂျယ်မီတိုကူတကယ်ကိုကောင်းခဲ့တယ်ဒီနှစ်ပွဲမှာသူ့ရဲ့ဒီ individual performance ကဘာမှမပြောကြမလောက်အောင်ကောင်းမွန်ခဲ့တယ်။ဒီ Manchester City ရသွားတဲ့ဂိုးတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ဒီဒီ29မိနစ်မှာဒီ Matthias Nunez ရဲ့ဒီ cross ကနေဒီအဲ့ cross ကလည်းဒီ Haaland ဒီပထမဆုံးကသူဒီဘောလုံးကဒီ Konate ရဲ့ဒီပခုံးပေါ်နဲ့တူပြီးပထမဆုံးကျလာပြီးမှ Haaland ရဲ့ကောင်းတဲ့ဖြည့်ပြီးတော့ ကိုကိုသမားရဲ့ဒီဘက်ဘက်တောင်တွေကိုဝင်သွားခဲ့တယ်တကယ်လဲဟာလန်ဒီထိကျတော်တော်ကောင်းပါတယ်ဒီ26မိနစ်မှာတွေ့ရင်သွားခဲ့တယ်ဒုတိယကိုကတော့ဒီဒီနီကိုကွန်ဇာလဲပေါ့နီကိုကွန်ဇာလဲဒီအေရာထိကတွေလန်ကန်နေဒီဖလက်ဖြစ်ပြီးတော့ဒီကိုဝင်သွားခဲ့တယ်မန်ချက်စတာစီးတီးဒီတွက်ပထမဦးဒီပထမပိုင်းမှာ2-0နဲ့ဦးဆောင်စေခဲ့တဲ့ကိုကိုတွင်းယူပေးခဲ့တယ်ဆိုတော့ဒုတိယပိုင်းမှာလဲလီဗာပူးအနေနဲ့မန်ချက်စတာစီးတီးကိုမှတ်တမ်းပြောရရင် ဒုတိယပိုင်းမီနီတော်တော်များများမှာလေလီဗာပူးကမန်ချက်စတာစီးကိုအရင်ကြီးဟိုဘယ်လိုပြောမလဲခက်ခဲတဲ့အခြေအနေမျိုးဖြစ်အောင်ဒီတိုက်စစ်မစင်နိုင်ခဲ့ဘူးလို့ပြောရမှာပေါ့သူတစ်ဖြင့်သူတို့ဒီဘရက်လီကဒီနေ့ပွဲမှာဒီဒိုကူးကိုသူထိန်းချောရတော့အရင်ခက်ခဲတဲ့ကောင်သူတိုက်စစ်ပိုင်းအောင်သူကောင်းကောင်းမလိုက်နိုင်အဲ့ဒီမှာဆာလက်ကလည်းတယောက်ထဲဗျာသူသူ့အနေနဲ့ကလည်းသူ့ကိုဘောလုံးပေးဖို့မှကစားမှမရှိတဲ့ခါကျတော့သူ့အနေနဲ့ကလည်းဒီဘောလုံးများများဆဆမရတဲ့ခါမှာ ကြောင်ပြောင်နေခဲ့တယ်။အဲ့တော့ကြောင်လီဗာပူးတိုက်စစ်ကဒီဒီကွင်းထဲမှာဆိုရင်လည်းဗျာမန်ချက်ခုနပြောခဲ့လို့မန်ချက်စတာစီးတီးရဲ့ကွင်းလေကပို့ပြီးတော့ဒီဆန်တွဲစုံမှာကြက်အောင်ကစားထားတဲ့ခါကျတော့သူတို့အနေနဲ့ကွင်းလေကနေဖောက်ဖို့ကကြတယ်မဖြစ်နိုင်ဘူး။အဲ့တော့လီဗာပူးအနေနဲ့ကလည်းဒီနေ့ပွဲမှာမတိုင်းပြောရရင်ဒီဒုတိယပိုင်းမှာလည်းသူတို့ကောင်းကောင်းဒီတိုက်စစ်ပိုင်းကလည်းလုံးမလုံးနိုင်ခဲ့ဘူးလို့ပြောရမှာပေါ့။ဒါကြောင့်မယ်ဒီမိနစ်60ကျော်မှာပဲဒီဒီနေ့ပွဲမှာအကောင်းဆုံးခြေစမ်းပြသနေတဲ့ဂျယ်မီတိုကူကပဲ ဒီ area ထိကနေလှလှပါပါခံခဲ့ပြီးတော့ Manchester City အတွက်ဒီတတိယဦးဆောင်ကိုသွင်းပေးခဲ့တယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ Manchester City ဘက်ကနေကြည့်ရင်တော့သူတို့ကတော့ဒီ perfect win ကစားသွားခဲ့တယ်တပွဲလုံးတိုင်းတာမှာတိုက်စစ်ခံစီကွင်းလေရောဘာမှပြောစရာမလိုအောင်ကစားသွားခဲ့တယ်တကယ်ကိုလည်းသူတို့ထိုက်တိုက်တယ်နဲ့နိုင်ရရှိခဲ့ပါတယ်ဟို Liverpool ဘက်ကနေကြည့်မယ်ဆိုရင်တော့ဟို Liverpool ပြည်သက်တွေတော့မသိဘူးပေါ့နော်ကျွန်တော် Liverpool ခံစီပိုင်းနဲ့ပတ်သက်ပြီးရင် ကျွန်တော်ဟုတ်ရင်တော့လည်းကျွန်တော်ပြောဘူးတယ်ဗျဒီ Milo Carcass နဲ့ Robertson နဲ့လေအဲ့ပိုင်းတော့အနီးစလော့ပြင်လာရေဆိုတော့မှဒါပေမဲ့ကျွန်တော်တွေ့တွေ့နေရတာပေါ့နော်နှစ်ပွဲသုံးပွဲရှိပြီလေဘောပရိသတ်တွေတော့မသိဘူးဒီခွန်ဟာတီးနဲ့ဒီဘန်ဒိုက်ရဲ့ gap ကဒီပြိုင်မဲ့တိုက်စင်မှုတွေအချင်းချင်းကျွန်တော်တို့ဒီကြော်ဖြတ်တာကိုကျွန်တော်ကျွန်တော်ခုနောက်ပိုင်းပွဲနေမှာတွေ့ရတယ်ဒီနေ့ပွဲမှာဆိုလဲကျွန်တော်ဟာလန်ဆိုရင်ဒီခွန်ဟာတီးနဲ့ဘန်ဒိုက် gap ကနေသူလွတ်ထွက်သွားတယ်လို့နှလုံးလောက်ရှိမယ်ထင်တယ်ဆိုတော့ ဒီလိုလုံးမျိုးတွေကခုနောက်ပိုင်းပွဲစဉ်တွေမှာတွေ့ရတယ်ပြီးရင်ဒီ Manchester United နဲ့ပွဲစဉ်မှာဆိုလဲ Brian Ambumo ဒီ Golden Goal လည်းလုံးလည်းကြည့်လိုက်ဒီ Konate နဲ့ဒီ Van Dijk Gap ကနေပဲဒီအကောင်းဆုံးကြော်ဖြတ်ပြီးသူ Golden သွားခဲ့ဆိုတော့ Arne Slot အနေနဲ့ဒီ Full Back တွေမှာတိတ်ပြဿနာမရှိပြင်မဲ့ဒီ Konate နဲ့ Van Dijk Gap ကိုဒီတိုင်ဘက်တိုက်စစ်မှုတွေအချိန်ကြီးကြော်ဖြတ်ပြီး Goal Goal တွေတွင်းခဲ့တဲ့အခြေအနေမျိုးကိုဒီသူ့အနေနဲ့အဖြေရှာဖို့တော့လိုတယ် ဒါမှသာလေလဘောရဲ့ခံစေးကအဆင်ပြေပဲလို့ထင်တယ်ဒါမှမဟုတ်ဒီတိုင်းပုံစံတိုင်းဆက်သွားမယ်ဆိုရင်တော့ကျွန်တော်ဖူးဖက်ကစားမားတွေအဆင်ပြေနေပြီမဲ့လေဒီခုနတည်းနဲ့ဘန်တိုက်အတွဲကဂိုးတွေပေးပေးနေရတော့လဘောဦးအတွက်ကတော့ဒီနောက်ပိုင်းပွဲတွေမှာရဲနေနာခဲ့ရတယ်လို့ပြောပြောရမယ်ဆိုတော့အာနီစတော့ရဲ့လဘောဦးအနေနဲ့ကတော့ဒီနောက်ဆုံးအဝေးခွင်း၄ဘက်ဆက်ရှုံးမွဲဂျုံခဲ့တယ်ဒီတိုက်တယ်ရေးစ်ကတော့ဟိုပြောဖို့ကတော့စောသေးရတော့အမှန်ပဲဒါပေမဲ့ရှစ်မက်ဆိုတဲ့အတိုင်းတိုင်းကြီးကတော့အရင်များတယ်ဒါပေမဲ့လေပါဦးရဲ့တိုက်စစ် ဒီအစုအဖွဲ့ကြောင့်မို့လို့ဘာမှဆိုတော့ဖြစ်ဖြစ်ထိုင်ပါသေးတယ်ဆိုတော့ဒါကတော့ Manchester City 3ဒီ Liverpool နေဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ